အားလုံးမိတို့ရေအားလုံးမင်္ဂလာပါဆရာတော် Grade 3 English ကိုသင်တဲ့ဆရာဖုန်းသင်သွင်းဖြစ်ပါတယ်။ကဲဒါဆိုရင်ဆရာတို့ဒီတစ်ခါနော်ဒူဒူလေ့လာကြမယ့်ကောင်းစဉ်က Unit 6 My Day Lesson 1 Telling Time ဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ ဒါဆိုဒါတော့သမီးတို့ရေဒီသင်္ကန်းစာမှာကြာတော့ဆရာတို့ကနော်ဒါ telling time နော်ဘယ်နှစ်နာရီထိုးပြီလဲလို့မေးတဲ့အခါမှာဆရာတို့ကနော်၈နာရီထိုးပြီဟလာ၈နာရီ55မိနစ်ရှိပြီ၈နာရီခွဲပြီနော်စသည်အားဖြင့်အချိန်လေးတွေကိုဆရာတို့ကပြောကြတယ်ဆိုတော့အချိန်ပြောတဲ့အခါမှာလဲဒါတော့သမီးတို့က English လို့နော်သူများကဘယ်နှစ်နာရီထိုးပြီလဲလို့လာမေးလို့ရှိရင် English လို့ပြန်ပြီးတော့ ဖြေနိုင်ရမယ်အချိန်ကိုပြောနိုင်ရမယ်ခဲ့ဒါဆိုရင်เนาะအချိန်နေပြောတဲ့အခါမှာဆရာတို့ English လို့ဘယ်လိုပြောရမလဲဒါတွေကိုဆရာတို့နဲ့တာရုတ်ပြီးတော့နဲ့အတူတူဒီသင်ခန်းစာမှာလေ့လာကြမယ်เนาะကဲတာရုတ်ပြီးတော့ရေဆရာတို့ဒီတစ်ခါတော့ဒီမှာဆရာကဒီမှာနိုင်ဒီခုစုလာเนาะဆိုတော့တာရုတ်ပြီးတော့က နော်နိုင်ကြီးကိုကြည့်တဲ့အခါကျရင်ဥမာအိမ်မှာမေးရနော်ဘယ်နိုင်ထိုးပြီလဲနော်ဥမာ၈နိုင်ထိုးပြီ၉နိုင်ထိုးပြီ၁၀နိုင်ထိုးပြီစသဖြင့်နော်ဆိုတော့အဲ့ဒါလေးတွေကိုနော်၈နိုင်ထိုးပြီနော်အချိန်ကဘယ်လောက်ရှိလဲနော်အဲ့ဒါတွေကို English လို့ပြောပါဆိုရင်ပြောတတ်မယ်ဆိုတော့ဆရာတို့ကဒီနေ့ဒီအချိန်နိုင်ကြီးကိုဘယ်နိုင်ထိုးပြီဘယ်နိုင်ရှိပြီနော်ဒါတွေကို English လို့ဘယ်လိုပြောရမလဲဆိုတာကိုဆရာကဒီနေ့သားတို့သမီးတို့နဲ့အတူတူလေ့လာမယ်ကဲဒါဆိုရင်ပထမဆုံးသားတို့သမီးတို့ကဒီနိုင်ကြီးကိုကြည့်ပါကဲ ဒါဆိုရင်เนาะဒါကဆရာကပထမဦးဆုံးเนาะဒါလက်တန်တိုးနဲ့လက်တန်ရှည်เนาะဒါလက်တန်တိုးကကျတော့ तू က hour ကိုပြတယ်เนาะဒီလက်တန်ရှည်ကဆရာက minute ကိုပြတယ်เนาะဘယ်နှမိနစ်ရှိပြီเนาะဥပမာ7နာရီဆိုရင်7နာရီနဲ့9မိနစ်ရှိပြီ7နာရီနဲ့10မိနစ်ရှိပြီเนาะ7နာရီ15မိနစ်ရှိပြီစသည်အပြင်ဆရာတို့ကကြည့်လို့ရတယ်အဲ့တော့သားတို့သမီးတို့ကဒီမှာနိုင်ယူကြည့်တဲ့အခါမှာဒီနံပါတ်နဲ့တစ်ခုနဲ့တစ်ခုကြားထဲမှာသူတို့က9မိနစ်စီกว่าတယ်เนาะဆရာတို့က5 minutes စီဆရာတို့က ွာတယ်ဒါဆိုရင်ဒါရုသပီတို့နဲ့ဆရာတို့နဲ့အရင်ဆုံးနော်နိုင်ကြီးလေးကိုစမ်းပြီးကြည့်ကြည့်မယ်ကဲဒါဆိုရင်ဆရာရွှေ့ပြီနော်နိုင်ကြီးကိုဟောဒီလိုကဲဒီလိုအတက်ထားလိုက်ပြီဆရာကကဲဒါဆိုရင်ဒါရုသပီတို့ဒါဘယ်နှစ်နာရီထိုးပြီလဲကြည့်ပါဦးသိကြလားဒါဆိုရင်ဆရာတို့မြန်မာလိုပဲအရင်ပြောကြည့်ပါလွယ်သွားအောင်เนาะဒါဗဒနာကြီးလဲဆိုတော့၈နိုင်ထိုးပြီ၈နိုင်เนาะဆိုတော့ဆရာတို့က English လို့ကြိုက်ရင် तू က what time is it လို့တားလို့သူမိတို့မေးလိုက်မယ်เนาะဗဒနာကြီးထိုးပြီလဲ what time is it အဲဆိုရင်တာရုသမီးတို့ကနိုင်ယူပြန်ပြီးတော့ it's နော်ဘလောက်လဲဆိုတာကိုပြန်ပြီးတော့ပြောတတ်အောင်ဆိုတော့ဒါ၈နိုင်ကြီးထိုးပြီဆိုတာကိုဆရာတို့က၈နိုင်ကိုဆရာတို့က8လို့ပဲဆရာတို့ကပြောတယ်ဆိုတော့ it's 8နော် it's 8ဆိုရင်ဒါ၈နိုင်ကြီးထိုးပြီဆိုတဲ့အဓိပ္ပာယ်ကိုတတ်ရောက်တယ်ဟုတ်ပြီနော်ဆိုတော့8ကိုဆရာတို့ကဒါရေးတဲ့အခါမှာ8နော်00ဆိုပြီးတော့သူကရေးထားတယ်နော်ဒါတို့ဒီဖတ်စာအုပ်ထဲမှာလည်းတွေ့ရတယ်၈နိုင်ကြီးအတီကို8 00ဆိုတော့အဲ့ဒါကိုဆရာတို့ကပြန်ပြောတဲ့အခါမှာ it's 8เนาะ7နိုင်ထိုးပြီးအဲ့လိုလေပြန်ပြီးတော့ပြောတတ်မယ်ကဲဒါဆိုရင်ဆရာကဒီ7နိုင်ရနေပြီးတော့နောက်ထပ်5မိနစ်ဆရာတီးတော့တစ်ကိုရွှေ့လိုက်ကဲဒါတို့ပြီးတော့ရေအခုထပ်ပြီးတော့နိုင်လေးကိုကြည့်ပါเนาะဒီကမြန်မာလိုပဲရင်ပြောကြည့်မယ်เนาะဒါဘယ်နှနိုင်လဲ7နိုင်5မိနစ်ဟုတ်ပြီเนาะဆိုတော့7နိုင်5မိနစ်ကိုဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဒါလေးကိုလည်း သိရမယ်เนาะဆိုတော့ဒါတို့မိတို့ဖတ်စာအုပ်ထဲမှာကြည့်ရင်သူက6905ဆိုပြီးတော့အဲ့လိုလေရေးတာဒါပေမဲ့ဒါတို့မိတို့ကပြန်ဖြေတဲ့အခါမှာ6905မိနစ်ကို805ဆိုပြီးတော့ပြောလို့မရဘူးเนาะ0စသူကဘယ်လိုထွက်ရလဲဆိုတော့805လို့ထွက်တယ်။ O ဆိုပြီးတော့ထွက်တယ်เนาะဆိုတော့ what time is it เนาะ what time is it လို့မေးရင်ဒါတို့မိတို့က it's 805เนาะ6နာရီ5မိနစ်ရှိပါပြီလိုလေးပြောကြည့်မယ်။ကဲဒါဆိုရင်ဒီကနိုင်လေးကိုဆရာထပ်ရွှေ့မယ်ဟောဒီလိုလေး ကဲဒါတို့ပြီးတော့ရေဖြည့်ပါအောင်အခုကြတော့မြန်မာလိုပဲအရင်ဖြည့်တော့ဗနနာကြီးလည်း၈နာရီ၁၀မိနစ်ဟုတ်ပြီနော်၈နာရီ၁၀မိနစ်ဟုတ်ပြီဆိုတော့ဒါတို့ပြီးတော့ non textbook ထဲမှာပြန်ကြည့်လို့ရှိရင်သူက810ဆိုပြီးတော့၈နာရီ၁၀မိနစ်ကိုရေးထားတယ်ဆိုတော့အဲ့ဒါလေးကိုဖတ်လို့ရှိရင်နော်810လို့ဖတ်နော်810ဆိုတော့ what time it is နော်အဲ့ဆိုရင် it's 810နော်အဲ့လိုလေး ေတတ်မယ်ကဲဒါဆိုရင်ဆရာကထပ်ပြီးတော့နိုင်လေးကိုရွှေ့မယ်ကဲဒီကဘယ်နိုင်ထိုးပြီလဲဖြေပါမြန်မာလိုပဲအရင်ပြောမယ်နော်ခဲခဲခဲနဲ့မတွေးဘူးနော်၈နိုင်15မိနစ်နော်၈နိုင်15မိနစ်ဆိုတော့ဒီ၈နိုင်15မိနစ်ကို textbook ထဲမှာသူက 815เนาะ815ဆိုပြီးတော့ရေးတာအဲ့ဒါကိုတာရုသမီးတို့ဖတ်တဲ့အခါကျရင်815လို့ဖတ်ပေးရမှာဆိုတော့ what time it is เนาะဆရာဘယ်ချိန်လဲမေးရင်တာရုသမီးတို့က it's 815เนาะ7နာရီ15မိနစ်ရှိပါပြီဒါလေးကိုဖြည့်တတ်မယ်ကဲဒီကဆရာထပ်ပြီးရွှေ့မယ်ကဲပြောပါဦးဗန္ဒနာကြီးလဲမြန်မာလိုအရင်ပြောမှန်းเนาะတာရုသမီးတို့ကဲဖြည့်ပါ7နာရီမိနစ်20ဟုတ်ပြီเนาะ7နာရီ20မိနစ်ဆိုတော့ ဖတ်စာအုပ်ထဲမှာကြည့်လို့ရှိရင်သူက820လို့ရေးထားတာเนาะအဲ့ဒါကိုဖတ်လို့ရှိရင်တားလို့သမီးတို့က820လို့ဖတ်မှာเนาะ7နာရီမိနစ်20 820ဆိုတော့ what time it is เนาะအဲ့လိုမေးလို့ရှိရင်တားလို့သမီးတို့က it's 820ဟုတ်ပြီเนาะ820เนาะ7နာရီနဲ့မိနစ်20ရှိပါပြီဒီလိုလေးဖြေတတ်မယ်ကဲဒါဆိုရင်ဆရာထပ်ပြီးရွှေ့မယ်ကဲဒါဆိုရင်အရင်ဆုံးမြန်မာလိုပြောကြည့်เนาะတားလို့သမီးတို့ဒါဘယ်နှနာရီလဲ7နာရီနဲ့ 25မိနစ်ဟုတ်ပြီเนาะဆိုတော့ဒါကိုကြတော့ English တို့ကြတော့သူကဒါတို့သူမျိုး textbook ကိုလည်းပြန်ဖတ်ပါသူက825ဆိုပြီးတော့ရေးထားတယ်ဆိုတော့အဲ့ဒါလေးကိုဖတ်တဲ့အခါကျရင်825ဆိုပြီးတော့ဒါတို့သမီးတို့ကဖတ်ပြရမယ်ဆိုတော့ what time it is ပဲချိန်လဲအဲ့ဒါဆိုရင် it's 825အဲ့လိုဖြေရမယ်เนาะ7နာရီ25မိနစ်ရှိပါပြီကဲဒါဆိုရင်ဒီကထပ်ပြီးတော့ဆရာလက်တံကိုရွှေ့မယ်ဟောဒီမှာကဲဒါတို့သမီးတို့ဘယ်နှစ်နာရီထိုးပြီလဲဖြေပါ နေစုံမြန်မာလိုပဲဖြည့်မယ်နော်7နိုင်ခွဲနော်7နိုင်ခွဲကိုကြာတော့ဆရာတို့ကနောက်တစ်မျိုးမြန်မာလို7နိုင်မိနစ်30လို့လည်းခေါ်နော်7နိုင်ခွဲဆိုတော့အဲ့ဒီ7နိုင်မိနစ်30ကိုဒါတို့ဒီလို textbook ထဲမှာ830ဆိုပြီးတော့ရေးထားလိုက်မယ်နော်အဲ့ဒါကိုကြာတော့ဖတ်တဲ့ခါကျရင်ဒါတို့ဒီလို830ဆိုပြီးတော့ဖတ်ပေးရမယ်ဆိုတော့ what time it is ပဲချိန်နဲ့ it's 8:30 7နာရီခွဲเนาะအဲ့လိုလေပြောတတ်မယ်เนาะဟုတ်ပြီเนาะ ါဆိုရင်ဆရာထပ်ပြီးတော့လက်တံကိုရွှေ့အောင်မယ်ကဲဒီလိုရွှေ့လိုက်ကြည်ပါဒီကကြောက်ဘယ်နိုင်ထိုးပြီလဲဖြည့်ကြည့်မယ်နော်7နာရီ35မိနစ်ဟုတ်ပြီနော်7နာရီ35မိနစ်ကြာတော့ဖတ်စာအုပ်ထဲမှာသူက835ဆိုပြီးတော့ရေးထားတယ်အဲ့ဒါလေးကိုဖတ်လို့ရှိရင်ဒါတို့သမီးတို့က835လို့မဖတ်ဘဲနဲ့835ဆိုပြီးတော့ဖတ်မယ်ဆိုတော့ what time it is เนาะဆရာမေးလိုက်မယ်ဒါတို့သမီးတို့ကိုဘယ်ချိန်လဲအဲ့ဒါဆိုရင်ဒါတို့သမီးတို့ကဆရာကိုပြန်ဖြေတဲ့အခါမှာ it's 8:35 8:35မိနစ်ရှိပါပြီအဲ့လိုပြန်ပြီးတော့ပြင်နိုင်ရမယ်နော်ကဲဒါဆိုရင်ဆရာထပ်ပြီးတော့လက်တံကိုရွှေ့အောင်မယ်ဒီမှာဒီကကြတော့ဘယ်နှ ày ထိုးသွားပြီလဲကြည့်ကြည့်ပါ8:40ဟုတ်ပြီနော်ဆိုတော့ textbook ထဲမှာသူက840เนาะအဲ့လိုရေးထားဆိုတော့အဲ့ဒါဖတ်လို့ရှိရင်ထုံးစံအတိုင်းပဲ840လို့ဖတ်ရမယ်เนาะ840လို့သွားမဖတ်ဘူး840ဆိုတော့ဆရာသားတို့သမီးတို့မေးမယ်ဖြည့်ကြည့်ဒီတစ်ခါ what time it is ဆရာမေးမယ်နော်။ဒါဒါတို့ပြီးတော့ဖြည့်စီ7နိုင်40ရှိပြီ။အဲ့ဒါကို8840ကဲရမ်းတော့ပါလေ။ဒါဆိုရင်ဆက်သွားမယ်နော်။ဒီကကြတော့ဆရာကဒီလိုလေးထပ်ရွှေ့လိုက်မယ်။ဩဘယ်နိုင်ထိုးပြီလဲဖြည့်ပါဦး။7နာရီ45မိနစ်ဟုတ်ပြီเนาะဒီတခါကျတော့ဆိုတော့ textbook ထဲမှာသူက845လို့ရေးထားရင်ဒါတို့သူတို့ထုံးစံတိုင်းမဲ့45လို့မဖတ်ဘဲနဲ့845ဆိုပြီးတော့ ဖတ်ပြရမယ်။ကဲဒါဆိုရင်ဆရာသားတို့ပြီးတော့မေးမယ်။တေချာလိုက်ပြ။ What time it is? ပြမယ်နော်။ It's ဗာလဲ It's 8:45ဟုတ်နော်။ It's 8:45 7:45မိနစ်ရှိပါပြီ။ကျွန်တော်ပြီးတော့ရေးထပ်ကြည့်ပါအောင်ဆရာလက်တန်းကိုထပ်ချွေပြီနော်။ကဲ။ဘယ်နိုင်ထိုးပြီလဲကြည့်ပါ။7:00 50မိနစ်50ဟုတ်ပြီနော်။7:00 50မိနစ်50ကိုကြတော့ဒါတို့ပြီးတော့ textbook ထဲမှာသူက8 850အလိုဒီဂျစ်တာဒါပေမဲ့ဖတ်လို့ရှိရင်အခုနလိုပဲ850လို့မဖတ်ပဲနဲ့850ဆိုပြီးဖတ်ပေးရမှာเนาะဆိုတော့ဇာကသားတို့သမီးတို့မေးမယ် what time it is ဘယ်ချိန်ရှိပြီလဲပြန်ဖြေပါ it ပါလေ850ဟုတ်ပါတယ်ရန်တော်ပါလေကဲဒါဆိုရင်ဇာတို့နောက်ဆုံးတစ်ခုဇာလက်တံလေးကိုထပ်ရွှေ့လိုက်ပဲကဲကြည့်ပါဘယ်နိုင်ထိုးပြီလဲပြောပါဘယ်နိုင်လဲ7နိုင် 55မိနစ်ဟုတ်ပြီเนาะဆိုတော့7နိုင55မိနစ်ကိုလည်းဇာတ်ရုပ်ထုံးစံတိုင်းပဲရေးထားတာ855ဆိုပြီးတော့သူကအဲ့လိုရေးထားတယ်เนาะဆိုတော့ဖတ်တဲ့အခါကျရင်855ဆိုပြီးတော့ဖတ်ပြရမယ်ကဲဒါဆိုရင်ဆရာနောက်ဆုံးတစ်ခေါက်သားတို့ပြီးတော့ထပ်ပြီးမယ် what time it is ဖြေပါလိုက်ဖြေမယ်နော် what time it is it's ဘယ်လောက်လဲ it's 8:55ဟုတ်ပြီ7:55မိနစ်ကဲ ဒါဆိုဒါတို့ပြီးတော့ရေဒီနေ့မှာတော့ဆရာကနော်나이ကြည့်တာလေးကိုဆရာကပြောသွားတယ်နော်ဆိုတော့ဒါတို့ပြီးတော့အိမ်မှာလည်းဗဒနာကြီးထိုးပြီလဲဆိုရင်တောင်း7နိုင်ထိုးပြီ7နိုင်15မိနစ်ရှိပြီးနော်7နိုင်ခွဲရှိပြီးဒါတွေကနေ့တိုင်းပြောနေကြပဲဒါပေမဲ့ဒါတွေကိုပြောတဲ့အခါမှာ English လို့ပြောတတ်ဖို့လည်းအရေးကြီးတယ်နော် What time it is လို့ဒါတို့သမီးတို့ကလူတယောက်ယောက်ကများမေးလိုက်ရင်ဒါတို့သမီးတို့က သူရှိတာဘယ်နှစ်နိုင်ထိုးပြီလဲ7နိုင်15မိနစ်ဆိုရင် it's 8:15เนาะ7နိုင်ခွဲဆိုလဲ it's 8:30เนาะအဲ့လိုမျိုးအချိန်လေးတွေကိုပြန်ပြီးတော့ English လို့လည်းဖြေတတ်မယ်ကဲဒါဆိုရင်ဒီနေ့ကတော့ဆရာကဒါ7နိုင်နဲ့ပတ်သက်ပြီးတော့ဒါပြောသွားတာเนาะနောက်နောက်9နိုင်5မိနစ်တွေ9နိုင်10မိနစ်တွေဆိုလဲဒီတိုင်းပဲပြောတတ်မယ်အဲ့လိုပဲနောက်9နိုင်နဲ့ပြောရင်လဲ9နိုင်5မိနစ်9နိုင်15မိနစ်เนาะအဲ့အချိန်ကျရင်9 15 930เนาะအဲ့လိုမျိုးလေးတွေဒါတို့သမီးတို့က ပြောတတ်မယ်အချင်းโอเคဒါဆိုရင်ဒါတို့သမီးတို့ရေဒီနေ့ဆရာပြောသွားတဲ့เนาะအချိန်တိုင်းလေးတွေကြည်နည်းကိုเนาะ textbook ထဲမှာလည်းပြန်ဖတ်ပါเนาะဆရာပြောသွားသလိုပဲဒါတို့သမီးတို့ရဲ့အိမ်မှာနိုင်ကြီးလေးကိုကြည်ပြီးတော့ပြန်ပြီးတော့ကိုယ်တိုင် ပြန်ပြီးတော့လေ့ကျင့်ပါဒါဆိုရင်เนาะသူများတွေက what time it is လို့ဒါတို့သမီးတို့မေးလိုက်ရင်ဒါတို့သမီးတို့ကလည်းပြန်ပြီးတော့ it's ဘယ်လောက်လဲเนาะ8:15ဒါမှမဟုတ်9:15 9:30เนาะဒီလိုအဖြစ်ပြန်ပြီးတော့ ဖြေနိုင်မယ်။ကဲဒါဆိုရင်ဒါတို့ဗီဒီယိုနဲ့ဆရာတို့နဲ့ကဒီနေ့နိုင်ကြည့်နည်းလေးကို တူတူလေ့လာသွားတာဖြစ်ပါတယ်။ဒါဆိုရင်ဒါတို့ဗီဒီယိုနဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာတွေမှာထပ်ပြီးတော့ဇုံတွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။